မင်္ဂလာပါဒီနေ့ကျွန်တော်ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေဘုရားဘာသာဝင်နေအမေရွတ်ဖတ်ပွားများလေးရှိတဲ့အဲမြတ်စွာဘုရားရဲ့ဂွန်တော်ကိုးပါအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီဂွန်တော်တွေကတကယ်တော့အစ်မတန်နည်းနည်းတဲ့အဓိပ္ပာယ်တွေရှိနေတာပေါ့ဟုတ်ပါတယ်အဲ့တော့ဒီနေ့အဲ့ဒီဂွန်တော်တွေကဘာတွေလဲအဓိပ္ပာယ်ဘလို့ရှိလဲပွားများရဲ့ဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာလေးကိုကျွန်တော်တို့နည်းနည်းလေးဆွေးနွေးကြည့်ကြအောင်ကောင်းပါတယ်ခင်ဗျာကဲဒါဆိုရင်ဆုံးဂွန်တော်ကိုးပါကိုတစ်ချက်လောက်အစဉ်အကြံရွတ်ကြည့်လိုက်အောင်နော်ဟုတ်ကဲ့စစ် အရဟံအရဟံနိတမတံဘုတောတမတံဘုတောတဝိဇာစရဏတံပနောဝိဇာစရဏတံပနောလေတုကတောတုကတောဝါလောကဝိဒုလောကဝိဒု6အနုတရောပုရိတတမတာရတိအနုတရောပုရိတတမတာရတိတသထဒေဝမနုတနံဇိထဒေဝမနုတနံထဘုဒ္ဓဘုဒ္ဓကိုဘုခကဲဒီကုံတော်9ပါးပေါ်ရွေးပနေကြစွာပါဠိကတော့ရည်နေကြပါတယ် ဒါပေမဲ့အဓိပ္ပာယ်လေးတွေကိုတပားချင်းစီတေချာလေးကြည့်သွားတော့ပိုကောင်းမယ်ထင်တယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကောင်းပါတယ်တခုချင်းစီမှာသူရဲ့ထူးခြားတဲ့အဓိပ္ပာယ်တွေရှိနေတာကိုဟုတ်ပထမဖို့အာရဟံဒါကတော့ပူဇော်ထူးကိုခံယူထိုက်တော်မူခြင်းပေါ့ဘာကြောင့်ခံယူထိုက်တာပါလဲအဓိကကတော့လေမြတ်စွာဘုရားကိရတ္တာတွေကနေအကုန်လုံးကင်းစင်တော်မူလို့တယ်ဆိုတော့စိတ်ကြွေရမှာတော့မကောင်းမှုပါတစ်ခုမှမပြုတ်တော့ဘူး။အင်းအဲ့ဒါကြောင့်မလို့လူနတ်ပြမှာအားလုံးရဲ့အမြင့်လျက်ဆုံးပူဇော်မှုကိုခံယူထိုက်တာ ်အရဟံဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်ကဲ့ကိလေသာကင်းစင်မှုကအခြေခံပေါ့နော်မှန်ပါတယ်တခြားဂုဏ်တော်တွေအတွက်လည်းအခြေခံထင်နေတာပေါ့ဒုတိယတစ်ခုတမ္မာတံပုတ်တော်တစ္ဆာလေးပါးကိုကိုယ်တိုင်မှန်ကန်စွာသိတော်မူခြင်းအဲ့ဒါကြောင့်ဘယ်လိုထူးခြားပါသလဲအေးဒီဂုဏ်တော်ရဲ့အဓိကကတယံဘူးဖြစ်တော်မူခြင်းပဲဆိုလိုတာကဆရာမရှိပဲကိုယ်တိုင်ညာနဲ့ထိုးထွင်းပြီးတည်တာအော်ကိုယ်တိုင်တည်တာဟုတ်တယ်သူများတင်ပြလို့တည်တာမဟုတ်ဘူးကိုယ်ညာစမ်းတဲ့တစ္ဆာတရားကိုပေါ်ထုတ်နိုင်ခဲ့တာ အဲ့ဒီလိုကိုရိုင်တိမှလည်းသူများကိုမမှန်ခံခံပြန်တင်ပေးနိုင်တာပေါ့လေဟုတ်တယ်နော်ကဲဝိဆွာဆရဏတံပနောဒါကဝိဆာဆိုတဲ့အသိပညာနဲ့ဆရဏဆိုတဲ့အကျင့်တစ်ခါပြည့်စုံခြင်းဆိုတာအတိရောအကျင့်ရောပေါ့နော်ဟုတ်ပါတယ်ပိုပြီးအသိစိတ်ပြောင်းရင်တော့ဝိဆာဆိုတာအတိညာရှင်မျိုးဆရဏဆိုတာအကျင့်တရား15မျိုးအင်းဟုတ်အဲ့ဒီအတိရောအကျင့်ပိုင်းမှာရောဘာမှလိုလီတိမရှိဘူးပြည့်စုံတော်မူတဲ့အတိကြီးပဲရှိပြီး အကျင့်မကောင်းရင်လည်းမဖြစ်ဘူးဟုတ်ကဲ့အကျင့်ကောင်းပေမဲ့အတိညာနေရင်လည်းလမ်းမှန်မရောက်နိုင်ဘူးလေမြတ်စွာဘုရားကတော့ဒီနှစ်ခုလုံးပြည့်စုံတယ်ဆိုတဲ့သဘောပါအော်ဟုတ်ကဲ့နော်သူကတော့ကောင်းသောစကားကိုဆိုတော်မူခြင်းကောင်းသောခရီးကိုကြွတော်မူခြင်းဆိုတော့ဟုတ်ပါတယ်မြတ်စွာဘုရားပြောတဲ့စကားတိုင်းကအကျိုးရှိတယ်မှန်ကန်တယ်နားထောင်ရတဲ့သူအတွက်ချမ်းသာစေတယ်အဲ့ဒါတပိုင်းဟုတ်ကဲ့နောက်တစ်ပိုင်းကကောင်းသောခရီးဆိုလိုတာက ကောင်းမြတ်တဲ့နိဗ္ဗာန်ကိုကြွသွားတော်မူဖြစ်တယ်ဆိုတာကိုလည်းရည်ညွှန်းတာပါ။อืมပြီးတော့လောကဝိတုဒါကတော့လောကအကြောင်းအကုန်သိတာ။လောက၃ပါးဆိုတာလား။ဟုတ်ပါတယ်။တတ္တလောကသင်္ခါရလောကဩကတလောကဒီလောကကြီးတွေဘလို့ဖြစ်လာတယ်ဘလို့ပျက်စီးတယ်တတ္တဝါတွေရဲ့အကြောင်းကြီးအဲ့ဒါတွေကိုအကုန်အဆင့်သိမြင်တော်မူတာ။တော်တော်ကျေပြန့်တာပဲနော်။နောအနုတ္တရောပရိသတ်တမတာရတိ နဲ့တထာဒီဝမနုတာနဒီနှစ်ခုကတော့ဆုံးမတွင်တင်မှုနဲ့ပတ်သက်မယ်ထင်တယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အနုတရပုရိသဓမ္မတာရတိဆိုတာကအဲဆုံးမတင်ဆုံးမထိုက်တဲ့ပုဂ္ဂိုလ်တွေကိုယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာတကယ်ကိုအတူမရှိဘူးอืมဘလောက်ပဲခတ်ထားတဲ့သူဖြစ်ဖြစ်ဘလောက်ပဲမိုက်မဲတဲ့သူဖြစ်ဖြစ်မြစ်စွာပြရဲ့နီလန်းနဲ့ဆိုယဉ်ကျေးသွားစေနိုင်တယ်အဲအောက်ဖို့ကောင်းလိုက်တာဟုတ်ကဲ့တထာဒီဝမနုတာနကတော့ရှင်းပါတယ်နဲ့လူဖြစ်မှာ အားလုံးရဲ့တဆူရီတော့ဆရာအာကိုရဆရာပို့လေဟုတ်ကဲ့လမ်းမှန်ပြပေးတဲ့ဆရာမှန်ပါတယ်ဗုဒ္ဓကြတော့ရောသစ္စာလေးပါးကိုတည်ပြီးသူမြောက်ကိုလည်းတည်အောင်ဟောနိုင်တာဆိုတော့အရှက်ကတမ္မာတံဘူးတော်နဲ့နင်းနေဆက်လို့ပဲနော်อืมနင်းနေလေးလို့ကြွေးပြောင်းမှုရှိတယ်ခင်ဗျာတမ္မာတံဘူးတော်ကကိုယ်တိုင်မှန်မှန်ကန်ကန်တည်တာကိုပို့ပြီးအဓိကပြောတာဟုတ်ကဲ့ဗုဒ္ဓကတော့အဲ့ဒီလိုကိုယ်တိုင်တည်တဲ့အပြင် အဲ့ဒီတည့်ရဲ့တရားကိုတတ္တဝါဒီနားလေအောင်သူတို့လည်းသိအောင်ပြန်ပြီးတော့ဟောပြောနိုင်တဲ့စွမ်းရည်ကိုပို့ပြီးအသားပေးဖော်ပြတာပါ။အော်ဟောကြားနိုင်တဲ့စွမ်းရည်ကိုပို့ပြောတာကိုဟုတ်ပါတယ်။နောက်ဆုံးနာဝမမြောက်ကုံတော်ဘဂဝါဒါကတော့အရှိကကုံတော်ဒီအားလို့ရဲ့အနစ်ချုပ်လို့ဖြစ်နေလား။ဟုတ်ဘုံတော်၆ပါးနဲ့ပြည့်စုံတယ်။တန်ခိုးတော်ညံတော်ဣစရိယဆရာကုံကြည့်စုဒီအားလုံးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားကိုခြုံငုံပြီးရည်ညွှန်းတာပေါ့။အော်ဟုတ်ကဲ့ အလုံးကိုခြုံငုံပြီးဖော်ပြလာပေါ့နော်ဒီလိုအဒီပဲပြေဝရဲ့ဂုံတော်ဒီကိုတိပြီးတော့ရွတ်ဖတ်တာပူတီးစိတ်တာစင်ကျင်တာတွေလန့်ရင်ဘယ်လိုလက်တွေ့ကြိုးကျေးဇူးတွေရနိုင်ပါသလဲရှင်အကျိုးကျေးဇူးကတော့တကယ်များပါတယ်အဓိကအချက်ကတော့လေစိတ်ထဲမှာတည်ငြိမ်မှုအေးချမ်းမှုရတာပါပဲဟုတ်ကဲ့ဂုံတော်တစ်ခုခုကိုအာရုံပြုလိုက်တာ ਨੇ စိတ်ထဲမှာကြည်နူးမှုကြည်ညိုမှုတွေထွက်လာတယ်အဲ့ဒီအခါမှာကိုယ်မှာရှိနေတဲ့စိတ်ပူပန်မှုတွေတောကတွေက အလိုလိုရော့ပါတော်စီတာပေါ့။အင်းဟုတ်ကဲ့။ဥပမာအရဟံဆိုပြီးပွားများနေရင်ကိလေသာကင်းစင်တဲ့ဖျားရှင်ကိုအာယုံပြုနေရင်းနဲ့ကိုယ်မှာရှိတဲ့လောဘဒေါသမောဟတွေကိုတရိပ်ပြုမိလာတယ်။ရှော့ချဖို့အားလည်းထိစေတယ်။စိတ်ကိုစောင့်ကြည့်ဖြစ်သွားတာပေါ့နော်။ဟုတ်တာပေါ့။စိတ်တည်ငြိမ်မှုအပြင်တခြားအချို့ကျေးဇူးတွေလည်းရှိပါသေးတယ်။ဘာတွေရှိအောင်မလဲရှင်။တဒါတေရာနဲ့ကင်ညာတွောပွားစေတာပေါ့။ မြတ်စွာဘုရားရဲ့ဒီလိုအန်အိုးပဲဂုံတော်နေကိုပို့ပြီးနားလေလာလေလေဘုရားပို့ယုံကြည်မှုတတာတရားကပို့ပြီးခိုင်မဲလာလေလေပဲဟုတ်ကဲ့ပြီးတော့ဒီဂုံတော်ရဲ့အဒီပေကိုစဉ်စားစင်ကြင်နေခြင်းကိုယ်တိုင်ကပညာကိုတိုးစေတာလေမှန်ပါတယ်တရားထိုင်တဲ့ခါမျိုးမှာလေဒီဂုံတော်တစ်ခုခုကိုအာယုစိုက်ပြီးပွားများနေရင်တမာရီတီကြီးလာပိုးလွယ်ကူးစေနိုင်မှာပဲအာယုစုစည်းဖို့ပိုးလွယ်တာပေါ့ဟုတ်ကဲ့ ကုတို့တရားတွေတိုးပွားစေတာကတော့တေချာတဲ့အကျိုးကျေးဇူးတစ်ခုပါပဲဒါဆိုရင်ဒီနေ့ကျမတို့လေ့လာခဲ့တဲ့မက်ဆွာဘီယာရဲ့ဂုံတော်၉ပါးသူတို့ရဲ့ဒိဋ္ဌိတွေနောက်ပြီးတော့ပွားများခြင်းရဲ့အကျိုးကျေးဇူးတွေကတကယ်ကိုပဲအရေးကြီးပြီးတန်ဖိုးရှိတဲ့အချက်တွေဖြစ်ပါတယ်နော်ဟုတ်ကဲ့အင်မတန်တန်ဖိုးရှိပါတယ်ဒီဂုံတော်ရဲ့အတိတ်ပဲကိုတိပိနားလေပြီးတဲ့ခေါမပေါ်လင်းကိုယ့်ရဲ့နေစဉ်ဘဝမှာဒီလိုမြင့်မြတ်တဲ့ရည်သွေးတွေကိုဘယ်အတိုင်းအတာထိကိုယ်တိုင်လက်တွေ့ကျင့်တုံးနိုင်မလဲဟုတ်ကဲ့ ဟုတ်ကဲ့ကိုစိတ်ကိုဘယ်လိုပြုပြင်ပြောင်းလဲယူမလဲဆိုတာကိုဆက်ပြီးတော့စင်ကျင်ထုံးတက်သွားဖို့ကအရေးကြီးဆုံးအပိုင်းလို့ထင်ပါတယ်။ဟုတ်ပါတယ်။လက်တွေ့ချင်းချင်ဖို့ကအဓိကပေါ့နော်။ကဲဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါမယ်။ဟုတ်ကဲ့။တာရူ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 